ဟိုနာမည်ရနေတဲ့လူငယ်တွေကြားထဲမှာတော်တော်လေးနာမည်ကြီးနေရဲ့စောင်းတုံးရဲ့အကြောင်းအရာလေးတခုတော့လည်းစာတို့ပုံစံလေးနဲ့တက်တော့မှတွေးလိုက်တယ်ပေါ့နော်စာလေးကတော်တော်လေးကောင်းတယ်ပေါ့နော်လူငယ်တွေတကယ်စူးစမ်းခြင်းနဲ့ဆိုရင် intention ကလည်းအရင်သိတာတယ်ပေါ့အဲ့လိုမျိုးသူပြောတဲ့သတ်မှတ်ချက်တွေအတိုင်းအသက်20ကျော်မှဖြစ်နိုင်တော့ကောင်းတာပေါ့နော်ဒါမဲ့အခုအသက်ငယ်တဲ့သူတွေပြောပြောနေတဲ့ trend ဖြစ်လာတဲ့စကားတခုရှိရဲ့အဲ့ဒါလူတွေရဲ့နောက်မှနောက်ကျခဲ့ပြီဆိုတဲ့ဟာပေါ့နော်အဲ့လိုအရာတွေကဒီသတ်မှတ်ချက်တွေကြောင့်လဲပါတယ်လို့ရောလဲမြင်တယ်ဒါရောလဲထင်တာလေးပဲ ဘာလို့လဲဆိုတော့လည်းတည်တလောက်ဟောက်ကြီးကအဲ့လောက်မယိုးရှင်းလို့ထင်တယ်တယောက်နဲ့တယောက်ကအခြေအနေပုံစံတွေကတူတာမဟုတ်ဘူးအဲဒီရပိုင်းကမှလည်းဖတ်လိုက်တယ်မုန်ကင်းတဲ့တင်တွေ့လိုက်သေးတယ် င်ငံသားမှာပါသူကအသက်16နှစ်နဲ့လူတက်တယ်ဆိုပြီးတော့ထောင်ထဲထည့်ခံလိုက်ရတယ်ပြီးတော့38နှစ်နဲ့ကြာတဲ့နောက်မှာမှ DNA ပြန်စစ်လိုက်တဲ့အချိန်သူမဟုတ်ဘူးပေါ့ပြိုက်အပြစ်ကင်းရက်နဲ့38နှစ်ထောင်ထဲကြာသွားတယ်ပေါ့ပြီးတော့လည်းကြီးခဲ့တဲ့ Unbreakable Kimmy Schmidt ဆိုတဲ့ဇာတ်ကားမှာလည်းအဲဒီဇက်လိုက်မသမီးက18နှစ်ကိုသူ court တဲမှာပဲပေါ့ Christian court လေအဲအဲ့ဒီထဲမှာပဲသူ18နှစ်ကိုပြန်ထွက်လာတဲ့အချိန်ကျမှသူရဲ့လူငယ်လူငယ်အချိန်ကိုပြန်ပြီးတော့ကုံဆုံးတဲ့ဟာလေးလောလေအရင်တွေ့ရတယ်ပေါ့တော့သူတို့အိမ်နဲ့သွားပြီးကြီးလိုက်မယ်ဆိုရင်အသက်20မှာဘာဖြစ်ရ မှာဘာဖြစ်ရမှာဆိုတော့တမတ်ချက်တွေကအလုံးမဖြစ်ပြောင်းအဲ့လိုပြောလိုက်လို့လည်းအသက်20ကျော်မှာဘာမှလုံးစရာမလိုဘူးဘွားပေါ်ပေါ်ပါပဲနေပျော့ပျော့ပဲနေအဲ့လိုလည်းမဟုတ်ဘူးเนาะကိုလုံးစရာရှိရတော့လို့ You do you အဲ့လေပြောချင်တာဘာလဲဆိုတော့ကိုတိုင်းတတ်မှတ်တာမဟုတ်ပဲねတခြားလူတတ်မှတ်ထားတဲ့တတ်မှတ်ချက်တွေကကိုပင်မန်းစီတယ်ဖီအားပုံများစီတယ်လို့အဲ့လိုထင်တယ်ကိုပါကို box တည်တယ်မထင်နဲ့ပေါ့။ဘာလို့လဲဆိုလူတစ်ယောက်နဲ့တစ်ယောက်ကအချိန်ကမတူဘော timeline တွေမတူဘူး။တကယ်လို့သာအခုနားထောင်နေသူတွေကကိုယ့်ရဲ့အတွေးတွေပို့ပြီးတော့ကြေပြန့်ကျင်တယ်။ဒီတစ်ခု သတ်မှတ်ထားတဲ့ဘောင်ဝေးထဲမှာမနေချင်ဘူးဆိုရင် NLP တို့ပါတော့လေ့လာစေချင်တယ်။အဲ့ NLP မှာတော့ all in a tea အမတရားပါပြောလဲဆိုတော့ NLP ရဲ့သဘောတရားကိုသူသဘောမကျဘူးတဲ့။အဲ့လိုမျိုးရအောင်ရှိရဘလို့လုပ်မလဲ။ဆိုတော့ကိုယ်ပေါ်ပဲမူတည်တယ်။အကုန်လုံးအတွက်အမှန်နဲ့ universe true ကပါလဲဆိုတော့ကိုယ်ချင်းကိုယ်အတွက်ကိုယ်ရှိတာလက်ရှိအချိန်ပဲ။လက်ရှိအချိန်မှာအယုံဆိုင်ပြီးတော့တိတ်တိတ်တိတ်နေပဲတစ်ခုချင်းစီတစ်ခုချင်းစီတဖြည်းဖြည်းနဲ့လှုပ်သွား။အဲ့ဒါလေးကတော့အယုံရှင်းဆုံးနဲ့အထီးရောက်ဆုံးလို့တော့အလဲထက်